ဗန်ကောက်မြို့ရမန်အကျဉ်းထောင်တဲမှာကျွဲဝချမ်းသာတဲ့တရုတ်အကျဉ်းသားတွေကိုအခွင့်ထူးခံအဖြစ်ဆက်ဆံခဲ့ကြောင်းဆွဆွဲမှုနဲ့အတူအကျဉ်းထောင်ရဲ့အရာရှိတွေယာဒူးကနေစိုင်းငံ့ခံခဲ့ရပါတယ်။အဲ့ဒီတရုတ်အကျဉ်းသားတွေဟာထောင်ထဲကိုအမျိုးသမီးတွေခေါ်ပြီးလိန်ပျော်ပါခွင့်မျိုးအခွင့်ထူးတွေတောင်ရထားတယ်ဆိုတဲ့သတင်းကထိုင်းတရားစီရင်ရေးကဏ္ဍအပေါ်အကြီးအကျယ်တိတ်ခါကြစေခဲ့ပါတယ်။ဒေသခံမီဒီယာတွေကတရုတ်အမျိုးသမီး2ဦးဟာတရုတ်အကျဉ်းသားတွေအတွက်လိန်ဖျော်ဖြေရေးဝန်ဆောင်မှုပေးဖို့ ဘန်ကောက်ရမန်အကျဉ်းထောင်ထဲတွားရောက်ခဲ့တယ်လို့ဖော်ပြရာကနေဒီကိစ္စကလူသိရှင်ကြားဖြစ်လာခဲ့တာပါအာနာပိုင်တွေကထောင်ထဲကိုဝင်ရောက်စီးနှင်စစ်ဆေးရာကအခုကိစ္စပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့် November 24ရက်နေ့မှာတော့တရားရေးဝန်ကြီးဌာနကရမန်ထောင်ရဲ့ထောင်မှုကြီးသူ့ရဲ့အတွေ့အမှုတခြားအကြီးတန်းထောင်ချက်တူတို့ကိုယာတုကနေဆိုင်းငံ့ထားလိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်တရားရေးဝန်ကြီးရူတာပေါင်နော်ဝါရက်ကထောင်ထဲမှာတရုတ်အကျဉ်းသားတွေအခွင့်ထူးခံအဖြစ်ရှိခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့တွေ့ရှိချက်အထောက်အထားတွေပေါ်အခြေခံပြီးအခုလိုဆုံးဖြတ်အရေးယူခဲ့တာလို့အသိပေးပါရရှင်။